အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့ CDM စစ်သားဇင်အောင်ဖြစ်ပါတယ်2025ခုနှစ်မေလ6ရက်တင်္ဂနွေနေ့နေ့ခင်းစီရီသတင်းသုံးသပ်ချက်များကိုဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်ကျဲဥရောလို့ခေါ်တဲ့နေဝင်းဒီတိုင်းစစ်ဌာနချုပ်ဘီမာပြန်အခြေစိုက်မလဲ2024ခုနှစ်ဩဂတ်လ3ရက်နေ့မှာ MND နဲ့ပူးပေါင်းတပ်ဖွဲ့တွေတိမ့်ပိုက်ရရှိခဲ့တဲ့အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ဟာယခုနှစ်ဧပြီလ22ရက်နေ့မှာ အလံလွတ်ပြီးရင်နားလိုက်ကုတ်ချောင်းကုတ်ချောင်းနဲ့လားရှိုးမျိုးတွေကိုပြန်လဲဝင်ရောက်လာတာဖြစ်ပါတယ်။အစောပိုင်းသတင်းတွေကတိုင်းစစ်ဌာနချုပ်ကိုလားရှိုးမှာရုံးမဆိုင်တော့ပဲအခြားတနေရာကိုပြောင်းရွှေ့အခြေပြုတ်မယ်ဆိုတာမျိုးထပ်ပေါ်လာတာတွေရှိပါတယ်။လက်ရှိအနေအထားအရချင်းမြောက်တိုင်းစစ်ဌာနချုပ်နယ်မြေထဲမှာနောက်ဆုံးလက်အောက်ခံတပ်တွေအခြေပြုတ်နေတာကလားရှိုးမိုင်းရဲတန်ရန်တောင်းခမ်းနဲ့မန်တပ်စီစစ်ဆဲလို့သာရှိတော့တာဖြစ်ပါတယ်။ဒီလိုဆိုပါရင်ဒီနေရာမှာအခြေဆိုင်ပါမိတယ် ောင်းခမ်းနဲ့မန်တပ်ဖယ်လိုက်ပါလေမိုင်းရဲ့တန်ရန်သာကြံတော့တာဖြစ်ပါတယ်။နောက်ပြီးတော့ဆိုပါမျိုးတွေဟာအရှိလေပိုင်းတိုင်းစစ်ဌာနချုပ်နေမြေနဲ့နီးကပ်ဆိုတာတည်ရှိနေတာဖြစ်ပါတယ်။အလဲပိုင်းတိုင်းစစ်ဌာနချုပ်တည်ရှိရာမန္တလေးနဲ့သခိုင်းဟာနီးကပ်ဆိုတာတည်ရှိနေတာမို့အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကိုမုံရွာမှာအခြေစိုက်ထားတာဖြစ်ပါတယ်။စီးရဲတော်ရကွန်မန်းစင်တာတွေကိုနီးကပ်ဆိုတာထားလို့မရှိပါဘူး။နောက်တစ်ချက်ကလာရှိုးဟာတရုတ်နဲ့နယ်စပ်ကုန်သွယ်ရေး ဒါကြောင့်မော်ကချက်ချာကြတဲ့နေရာမှာတည်ရှိနေတာဖြစ်ပါတယ်။ဒါကြောင့်ကျဲဥရောဌာနချုပ်ဟာမူလဘူဒလာရှုံးမှာပဲပြန်လဲအခြေစိုက်မှာဖြစ်ပါတယ်။လာရှုံးမျိုးသိမ်းတိုက်ပွဲကိုတစ်ချက်ပြန်စမ်းစစ်ကြည့်ရမယ်ဆိုရင်မျိုးသိမ်းတိုက်ပွဲဟာတကယ်တမ်းတိုက်စစ်ဆင်တဲ့ရဲပြည်ကြဆိုရင်တလားလောက်သာရှိခဲ့တယ်လို့ပြောရမှာဖြစ်ပါတယ်။တိုင်းစစ်ဌာနချုပ်အပါအဝင်လက်အောက်ခံတိုက်ရင်ဌာနချုပ်ပေါင်း22တပ်ရှိတာတောင်ရပ်ပေါင်း30လောက်တွင် အလုံးစုံသိမ့်ပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။လာရှုံမျိုးသိမ့်တိုက်ပွဲဟာစီမံချက်ကောင်းကောင်းနဲ့အသေးစိတ်စီမံချက်ရေးဆွဲပြီးတိုက်ခတ်ပုံရသလိုစစ်ကောင်စီဘက်ကလည်းတကယ်မတိုက်တော့ပါဘူးဆိုပြီးတက်ဆထားခဲ့ပုံရပြီးနောက်ဆုံးစာလာရဲ့အလုံးပေါင်းများစွာနဲ့ကတော်ကမျောခံစစ်ဆင်ခဲ့ရတာဖြစ်ပါတယ်။လာရှုံကိုမတိုက်ခင်ကိုကန့်တွေဟာရောက်ဝတီနဲ့ပုံဖြတ်ဝင်ရောက်တက်ဖြန့်ထားပြီးဖြစ်ပါတယ်။တကယ်တမ်းမျိုးကိုတိုက်ခတ်ခဲ့တဲ့အခါမှာလဲချင်းရဲလမ်းတွေလမ်းမတွေကိုရှောင်ကွင်းထားခဲ့ပြီး မြေတိုးဆက်မြေတိုးဆက်ရန်နေရာတွေနဲ့တချောင်းလုံးလမ်းတွေဖောက်လုပ်ပြီးဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။တလားအတိလားတိုက်စစ်ဆင်ပြီးရခဲ့ပေမဲ့တရုတ်နိုင်ငံရဲ့တဖက်သက်ဖီးယားနဲ့အကြမ်းဖက်စစ်တပ်ဟာကျေဥကျော်ဌာနချုပ်ကိုလာရှုံမြို့မှာပြန်လည်တိစောက်နေပြီဖြစ်ပါတယ်။မန္တလေးတိုင်းတရားဥပဒေစိတ်ပတ်ဝန်းကျင်ကမြင်းကလေးအကွဲတောင်းတွေကိုငလင်လေးလာရေးအဖွဲ့တွေဟိုတော့သွားရောက်စစ်ဆေးလို့မရပဲကန့်သက်နေပြီဆိုပြီးလုံခြုံရေးတိုးမြင့်ထားပါတယ်။လေစိတ်ကြီး ညီကြီးတဲ့ကိုကြုံဝင်သွားပါစေလို့ဆုတောင်းကြတာပေါ့ဗျာတပိတ်ချင်းမျိုးနဲ့တွင်းငယ်ဝင်းကျင်မှာဇမန်နဲ့ကလေချောင်းတိုက်ခိုက်မှုဟာဘုံဒီအလုံး60နီးပါးကျဲချတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်မနေ့ကောညအောင်ပေါ့မယ်ဆိုရင်ဘုံဒီအလုံး100ကျော်သုံးဆွဲသွားတာကိုတွေ့ရပါတယ်လက်ပံလလွေယုံချောင်းကြီးဈာမှာရခင်ကကြီထောက်ပေါ့ဟာချွေလောက်ွက်စခန်းငယ်တစ်ခုသာဖြစ်ပြီးယခုခါမှာတော့ရွာကြီးတွေရွာဖြစ်နေပြီဖြစ်ပါတယ် အဆိုပါရွာကြီးကနေအရှိမဲ့ယွန်ယွန်တောင်ပေါ်ကိုဆက်တက်မယ်ဆိုပါရင်ဇာနောင်လို့ခေါ်တဲ့ရွှေလုတ်ွက်ရှိပါတယ်။၎င်းနေရာဟာပြည်ဦးလွင်မိုးကုတ်ဖြတ်လန်းနေရာဖြစ်နေတာမို့စစ်ကောင်စီရဲ့စစ်ကြောင်းတွေရဲ့စစ်ရေးညီမှန်းချက်မြေနေရာဖြစ်နေတာဖြစ်ပါတယ်။ကရင်ပြည်နယ်အတွင်းစစ်ရေးတင်းမာမှုတွေနဲ့အတူ KNDO စစ်ဦးစီးချုပ်ချိန်ဝါလိုက်ပြီးဖြစ်ပါတယ်။၎င်းတို့ရဲ့ဌာနချုပ်ဟာပထမဆုံးရုံးစတင်ဆက်ခဲ့မှုတဲ့အင်းစိန်မှာ 2029ခုနှစ်အတွင်းပြန်လည်ခြေချပြီးအစ်တတဖန်ပြန်လည်တည်ဆောက်ရန်ဖြစ်ပါတယ်။မကြသောကာလတွေမှာ KNDO တို့ရဲ့စီးရဲလှုပ်ရှားမှုတွေတွေ့မြင်လာရနိုင်ွယ်ရှိလာနိုင်မှာကြောင်းတင်ပြလိုက်ရပါတယ်ခင်ဗျာ။စလဲဆုံးနားထောင်ပြီးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်။စိုက်ပွဲရှိရအောင်ပွဲရှိရ